ည်သူတွေကလည်းအခွန်တိတိကျကျပေးဖို့လိုအပ်တယ်လို့နိုင်ငံတော်ဘက်ကလည်းအခွန်ကောက်ခံတဲ့နေရာမှာမျက်နာမလိုက်ဖို့လိုတယ်လို့လွယ်ဟင်းကုမ္ပဏီဥက္ကဋ္ဌဒေါက်တာဆိုင်းဆန်ထွန်းကပြောလိုက်ပါတယ်ဒေါ်ရမင်းဦးပေးပို့ထားပါတယ်အခွန်တိတိကျကျပေးဖို့လိုအပ်တယ်လို့အခွန်ကောက်တဲ့နေရာမှာမျက်နာမလိုက်ဖို့မြန်မာပြည်ကထိတ်တန့်လုပ်ငန်းရှင်တူဖြစ်တဲ့လွယ်ဟင်းကုမ္ပဏီဥက္ကဋ္ဌက DVB နဲ့တွေ့ဆုံစင်မှာပြောဆိုခဲ့တာပါတိကျမှန်ကန်ပြီးပွင့်လင်းမြင်သာမှုရှိတဲ့အခွန်ကောက်ခံမှုစနစ်ကိုရောက်ဖို့အတွက်လည်းအချိန်တိုင်းတာတစ်ခုလိုအပ်သေးတယ်လို့လည်း ဒေါက်တာဆိုင်းဆန်ထွန်းကပြောပါတယ်အခွန်ဆိုမရှိမဖြစ်ကိစ္စပါနိုင်ငံတော်ဆိုတာစီးပွားရေးလုပ်ငန်းတွေလုပ်ပြီးပတ်စံရှာတာတဲ့ဒီအခွန်ကောက်ပေါ်မှာရယူပြီးဒီအခွန်ကောက်ကနေတိုင်းတူပြည်သားတွေရဲ့လိုအပ်ချက်ကိုလုပ်ပေးဖို့လိုပါတယ်အဲ့တော့အခွန်ကောက်တာအခုမှစတင် ပြုတ်ပြင်ပြောင်းလဲမှုစလုပ်နေပါပြီစလုပ်တာဆရာတို့ကအနစ်90တကားပိတ်ခဲ့တယ်အနစ်90မှာဘယ်သူမှပြည်ပြင်းပြင်းတိတိကျကျဟိုဆောင်ခဲ့တာ မရှိဘူးအခုမှဆရာတို့က နိုင်ငံတော်ဆိုရလဲတော်တော်တော့လုံနေပါပြီဒါရီယာအချိန်အတိုင်းတာတခုတော့ရောက်လိုပါလိမ့်မယ်ဥပမာစင်ကာပူနိုင်ငံရဲ့အခွန်ကောက်တဲ့စနစ်အမေရိကအခွန်ကောက်တဲ့စနစ်အင်မတန်တိကျမှန်ကန်ပါတယ် transparent လဲအများကြီးဖြစ်ပါတယ်အခုကဆရာတို့ကရှောင်းတဲ့လူရှောင်းတယ်ဆောင်းတဲ့လူဆောင်းတယ်အဲ့တော့ဒီနှစ်ခုကိုဆရာတို့ကနှိစပ်ဖို့အတွက်ပါအခွန်ကတော့နိုင်ငံတော်ဆိုတာပြည်ပြင်းပြင်းတိတိကျကျကောက်ယူဖို့လိုလာတယ် ေးဖို့တာဝန်ရှိတယ်တိုင်းသူပြည်သားအဆင့်ဆင့်ပေါ့အခုဝန်ထမ်းဆိုတသိန်း1000ထက်ရတယ်ဝန်ထမ်းလဲဆောင်ရတော့မှာဟုတ်ဒါလေးတွေဆရာတို့တီတီကြကြပြည်သူဘက်ကလည်းပေးဖို့လိုတယ်နိုင်ငံတော်ဘက်ကလည်းမျက်နှာမလိုက်ပဲနဲ့တီတီကြကြဆောင်ရွက်2015ဒီဇင်ဘာမှာစတင်မဲ့အာဆီယံစီးပွားရေးအတိုက်အဝန်ပေါ်ပေါက်လာရင်ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေဟာအစိုးရပံ့ပိုးကူညီမှုမရရင်ရေရှည်ရပ်တည်ဖို့ခက်ခဲတယ်လို့လည်းသူကဆက်ပြောပါဗျာ။မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ဝန်ထမ်းတွေအခွန်မဆောင်ကြခြင်းဟာနိုင်ငံတော်ဆုံးရှုံးမှုမဟုတ်ပဲပြည်သူတွေဆုံးရှုံးမှုဖြစ်တယ်လို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရဦးရွှေမန်းကပြောခဲ့ပါတယ်။မန္တလေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့တဲ့ထိတ်တန့်ဝင်ငွေခွန်ပေးဆောင်သူစီရင်မှာမြန်မာနိုင်ငံရဲ့ထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအများစုပါဝင်တာမတွေ့ရပါဘူး။ဒါ့အပြင်မြန်မာနိုင်ငံမှာထင်ရှားတဲ့လုပ်ငန်းကုမ္ပဏီတွေစောက်လို့ရေးလုပ်ငန်းတွေဟာလည်းအခွန်အများဆုံးပေးဆောင်တဲ့စီရင်တွေမှာမပါတာကိုတွေ့ရပါတယ်။ကျွန်မရှင်မင်းယူပါရှင်။